မင်္ဂလာပါဆရာဟုတ်ကျမ MBA သတင်းဌာနပါဆိုတော့ဒီမြင်းကလေးလောက်ခတ်မှုအခြေအနေနဲ့ပတ်သက်ပြီးတော့ဗောနော်အဲမြင်းကလေးပညာရှင်ဖြစ်တဲ့ဆရာကိုအင်တာဗျူးခွင့်ပြုပါရှင့်အရင်ဆုံးတော့ဆရာရဲ့နာမည်လေးကိုမိတ်ဆက်ပေးပါအောင်ဟိုပါဗောကျွန်တော်ကတော့ဟိုပါဒေါက်တာမြို့တန်ပါအဲ့တော့လီလာနေတဲ့သူရတနာနယ်ပယ်ကတော့ခုနပြောခဲ့တဲ့ဒီငလျင်နဲ့ဆိုင်တဲ့ဗောလေငလျင်အန်ဒီဆိုင်ရာကတော့ကျွန်တော်တို့အထူးလီလာနေတာပေါ့အဲ့လောလောဆယ်တော့ကျွန်တော် ဒီမြန်မာ Institute of Art and Planetary Sciences မှာဒီဟိုဘာမောက်ခတယောက်အနေနဲ့တာဝန်ထမ်းဆောင်နေပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာဆိုတော့နောက်မေကုံးပေါ့နော်ပထမဆုံးမေကုံးအနေနဲ့ပေါ့နော်ဒီပြီးခဲ့တဲ့ Mass La 28ရက်နေ့ကဟိုဇဂိုင်းပြည့်ရွေးကနေပြီးတော့ပေါ့နော်ဒီအင်အားပြင်းအဲငလေလောက်ခတ်ခဲ့တာဒီနေ့နဲ့ဆိုရင်တလာတီတီပြည့်ပြီပေါ့နော်ဆရာဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှဆရာအနေနဲ့ဘလို့ပြောကြားချင်ပါတလေရှင်ဟိုဟာပေါ့လေအခုလို့ဒီ ခက်ခဲတဲ့ပေါ့လေဒီကာလမှာကျွန်တော်တို့ဒီအာနာသိမ့်ပြီးတော့ပေါ့လေခက်ခဲတဲ့ကာလမှာဒီမြန်မာပြည်သူတွေအနေနဲ့ပေါ့နောက်ထပ်ဒီတဘာဝဘေးတစ်ခုကြုံလိုက်ရတာပေါ့လေအဲကြုံလိုက်ရတဲ့တဘာဝဘေးကလည်းအားလုံးသိတဲ့အတိုင်းပဲတကယ်ကိုဟိုပြင်အားကြီးမာတဲ့အဲငလျင်ဖြစ်တယ်အဲတော့ပြင်အားကျွန်တော်တို့ခွန်တသမခွန်နဲ့လုတ်ခတ်ခဲ့တယ်ပေါ့လေအဲငလျင်ကြီးဖြစ်နေတယ်နောက်တစ်ခါဟိုနည်းနည်းဟိုဟိုသူတို့စမ်းစမ်းပေါ့ကျွန်တော်တို့ဒီငလျင်ကြောင့်ဒီအဲ ရွေ့သွားတယ်ပေါ့စကိုင်းပြတ်ရွေ့ရဲ့အရှိရလည်းပဲကျွန်တော်တို့ဒီပြောက်ဖက်စင်ကူးကနေပြီးတော့ကျွန်တော်တောင်ဖက်ဖြူနာလောက်ထိပေါ့ကီလိုမီတာ900လောက်ထိစကိုင်းပြတ်ရွေ့ရဲ့ကျွန်တော်တို့ဟိုတဝဲနေပါလောက်အလျားရဲ့တဝဲနေပါလောက်ကိုကျွန်တော်ပြတ်ရွေ့ထွက်သွားပါတယ်ဒါကြောင့်မို့လို့အဲ့ဒီပြတ်ရွေ့တစ်ချက်ကပေါ့ဒေသတွေဖြစ်တဲ့ကျွန်တော်တို့ဒီစကိုင်းတိုင်းမန္တလေးတိုင်းနောက်တစ်ခါပဲကူနေပြီးတော့နောက်တစ်ခါရှမ်းစသည်ဖြစ်ပေါ့ရှမ်းရှမ်းပြည်တောင်ပိုင်းပေါ့ တော့ဒီလိုဒီသားကပြည်သူလူထုပြီးနောက်ထပ်သဘာဝဘေးအန္တရာယ်တခုခံစားလိုက်ရတာပေါ့အဲ့တော့ခံစားပြီးတဲ့အချိန်မှာအခုဒါအဲအခုလိုပေါ့လေဝမ်းနေပွဲသဘာဝဘေးခံစားပြီးတော့တလပြည်တဲ့အနေနဲ့ဆိုတဲ့အခါကျတော့သူဝမ်းနေတဲ့အကြောင်းပဲပထမဆုံးစရမယ်ပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါဆရာဟုတ် ဆိုတော့ဗောနော်ဒုတိယမေခွန်အနေနဲ့ဗောဒီငလင်ကြီးလောက်ခတ်မှုကြောင့်ဒီထိခိုက်ပျက်စီးခဲ့တာတွေအဲကုညီကယ်ဆယ်ရေးတွေအပါဝင်လက်ရှိဗောနော်ပြန်လည်ထူထောင်ရေးအခြေအနေအဲစရိနဲ့ပတ်သက်ပြီးတော့ဆေးရအနေနဲ့ဟိုဘာများပြောကြားချင်ပါသလဲဘယ်လိုမှတ်ချက်ပြုလိုပါသလဲရှင့်အဲ့တော့ကျွန်တော်တို့ဟိုဟိုစစ်အာဏာမသိခင်ကဗောလေအဲ့တော့ငလင်ကြီးအခုလိုလှုပ်ခတ်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံတော်အဆင့်အဲရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဘယ်လိုဆောင်ရွက်ကြမလဲဆိုတော့ကျွန်တော်အကွိတ် emergency response နဲ့ preparedness plan လေးပေါ့လေကျွန်တော် national level ပေါ့ဟိုနိုင်ငံတော်အဆင့်အထိကျွန်တော်တို့ဟိုဆောင်ရွက်ခဲ့ကြတယ်အဲ့လိုပဲကျွန်တော်အဆင့်အဆင့်ပေါ့ဟိုနိုင်ငံတော်အဆင့်ဘော်ဘေးစီမံခန့်ခွဲမှုကော်မတီလိုဟာမျိုးတွေတော်တော်ကတိုင်းပြည်နယ်ခရိုင်မြို့နယ်အဆင့်ပေါ့တော့စီမံခန့်ခွဲမှုကော်မတီတွေနောက်အရက်ဖက်အဖွဲ့အစည်းတွေပြည်သူလူထုတွေနဲ့ပူးပေါင်းပြီးတော့ဒီလိုမျိုးပေါ့ မလင်ကြီးလှုပ်ခတ်ခဲ့မယ်ဆိုလို့ရှိရင်ဘယ်လိုတွေတုံ့ပြန်ကြမလဲစူရာမျိုးတွေကိုကျွန်တော်တို့ဇက်တိုက်လေ့ကျင့်မှုတွေအသိပညာပေးတာတွေတောင်းလျှောက်အရှိန်ကောင်းကောင်းနဲ့လှုပ်လာခဲ့ကြတယ်အဲ့တော့အဲ့လိုမျိုးလှုပ်လာခဲ့တဲ့ဒီဒီ၅နှစ်တာကာလပြီးတဲ့အချိန်မှာကျွန်တော်အာနာသိမ့်ခံလိုက်ရတယ်အဲ့တော့အာနာသိမ့်ပြီးတဲ့နောက်မှာခုနက process တွေအားလုံးပေါ့ဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်တွေအားလုံးကလုံးဝကိုရပ်ဆိုင်းသွားတယ်အဲ့တော့အားလုံးတည်တဲ့အတိုင်းပဲပြည်သူလူထုတွေကအဲခုနကပြောသလိုဒီ စစ်တက်ခဲ့ပေါ့လေစစ်ကြောင်းထိုးတာတွေပါလေစစ်ဘေးရှောင်ရတာတွေကလည်းမြို့တွေပေါ်ရောက်လာတယ်မန္တလေးတို့ဟိုရောက်လာကြတယ်ပေါ့အဲ့လိုမြို့တွေပေါ်ရောက်လာတယ်သခိုင်းမြို့ပေါ်စသဖြင့်ကြရွာတွေမှာနေလို့မရတာဆိုတော့အဲ့လိုမျိုးစုပြုံနေတဲ့အချိန်မှာငလင်းလှုပ်လိုက်တယ်အဲ့တော့လေးဒီ9နှစ်ပေါ့အာနာသိမ့်တဲ့ကာလအတွင်းမှာကျွန်တော်အခုနပြောခဲ့တဲ့ငလင်းလှုပ်ခဲ့လို့ရှိရင်အရေးပေါ်တုံ့ပြန်ရမယ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဘယ်လိုလုပ်ကြမလဲစုလာတယ်လုံးဝစနစ်တကျမရှိတော့ဘူးပျက်စီးသွားတယ် ဆိုတဲ့အခါကျတော့တကယ်တကယ်လှုပ်ပြီးလက်တဲ့အချိန်မှာလည်းပဲခုနပြောသလိုပေါ့ဟိုရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမလုပ်နိုင်နိုင်အဲတော့အသေးပြောက်ဒီကျွန်တော်တို့ဟိုဟိုဒါကြောင့်မလို့ကျွန်တော်ပျက်စီးဆုံးရှုံးမှုတွေများသွားတယ်အသေးပြောက်ဒီများသွားတယ်အမှန်တကယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟိုအချိန်ဒါတကယ်လို့ဟိုအနာမသိခဲ့ပဲနဲ့ဒီတိုင်းဆက်ရှိနေမယ်ဆိုရင်ကျွန်တော်ထင်တယ်အစာအုပ်တွေကိုငလင်းတန်းခံနိုင်ရှိမှရှိစမ်းစစ်တဲ့လုပ်ငန်းစဉ်တွေကအစကျွန်တော်တို့ဆောင်ရွက်ထားလိမ့်ရလိမ့်မယ်လို့ဆောင်ရွက်ထားလို့ရလိမ့်မယ်လို့ယူဆမိတယ် အဲဒါကတော့ကျွန်တော်တို့က emergency response and preparedness ပေါ့လေကြိုတင်ပြင်ဆင်ရေးရေးပေါ်တုံ့ပြန်ရေးစီစဉ်နေပတ်သက်တဲ့အားလေးကိုပြောတာပေါ့။ဟောတကယ်တကယ်တလားပြည်ပြီးသွားပြီဆိုတဲ့အချိန်ကျပြန်တော့လေဒီငလင်တန်ခံရတယ်ပေါ့လေပြည်သူတွေကိုကျွန်တော်တို့အခုအားလေး recover recall မှာပေါ့လေအဲ့တော့ကျူပြန်လဲပြီးတော့ဟိုဟိုဘာကောင်းလဲပြုပြင်ရေးလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာလည်းပဲတင်းတင်းလျှောက်ပတ်တဲ့ရရမယ်ပေါ့ရတဲ့ရလိုက်တဲ့စပ်ပုတ်ပေါ့အထောက်ပံ့နေရနေလေး အဲမဲလို့လို့မမျော်လင့်မိဘူး။အားကြောင့်လဲဆိုလို့ဒီကာလမှာအားလုံးတည်တဲ့အတိုင်းပဲပေါ့။အဲတော့ငလင်လှုပ်ပြီးပြီးခန်းစားတီဘာကောင်လဲဟိုဟိုကနေတန်ခံရတဲ့ပုံဒီပြည်သူတွေအဆောက်အဦတွေပြတ်သွားတဲ့ပြည်သူတွေကိုယာယီနေထိုင်မှုရာအတွက်ကျွန်တော်တို့ဟိုဟိုဟိုဘာကောင်လဲရှယ်တာတွေပေါ့ဒီစောက်ပေးတာတွေတို့နောက်တစ်ခါအစားအသောက်ရေအဝေးအထည်စသည်ဖြင့်ပေါ့ဟိုဒါမျိုးတွေကပံ့ပိုးဖို့ရာအတွက်အထောက်ပံ့ရရှိဖို့ရာအတွက်ကအတော်လေးကို ိုခက်ခဲနေတယ်လို့တော့ကျွန်တော်ခုချိန်ထိပေါ့လေသတင်းမီဒီယာတွေရဲ့ထုတ်လွှင့်ချက်အရဆိုလို့ရှိရင် တွေ့ရတာဒါတွေကကျွန်တော်တို့အခုတလားပြည့်တဲ့အထိရုန်းကန်နေရစေအခြေအနေလို့တော့ကျွန်တော်တို့ကအမှတ်ချက်ပြုရမယ်ထင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာဆိုတော့အဲနောက်ထပ်မိကုန်တစ်ခုပေါ့နော်ဆိုတော့ဒီနောက်ဆက်တွဲငလင်တွေကပေါ့နော်အခုဒီလှုပ်ခတ်နေသေးတဲ့ခါမျိုးမှာဟိုဘေးချင်းအထိအဲဒီလိုနောက်ဆက်တွဲငလင်တွေလှုပ်ခတ်နိုင်သေးတယ်ဆရာ နောက်ဆက်တွဲငလင်းတွေကတော့ကျွန်တော်တို့ဟိုကျွန်တော်တို့ကတော့ကျွန်တော်တို့ဗာနဲ့နမူနာပေးလေရှိလဲဆိုလို့ရှိရင်2012ပေါ့လေတပိချင်းငလင်း6တက်တမ8နဲ့လှုပ်ခဲ့တဲ့တပိချင်းငလင်းကိုနမူနာပေးလေရှိတယ်ဆိုတော့အဲ့ဒီငလင်း6တက်တမ8တောင်မှပဲနောက်ဆက်တွဲငလင်းကိုနှစ်ချီပြီးတော့သူကကြာတာပေါ့နော်အဲ့တော့ခုနက6တက်တမ8လှုပ်ခဲ့တဲ့ငလင်းအပိုင်းလေးကကျွန်တော်ဘာမှရှိတာမဟုတ်အဲကျွန်တော်တို့ဟိုစကိုင်းပြည့်ရွေရဲ့ကျွန်တော်တို့စင်ကူပေါ့လေတပိချင်းအပိုင်းလေးကကျွန်တော်တို့ဟိုကီလိုမီတာ100အောက်ပဲရှိတာပေါ့ ဆိုတဲ့ခါကျတော့အခုကကျတော့အဲ့လိုမဟုတ်ဘူးဟိုပြည့်ရွေရဲ့ရွေ့သွားတဲ့အပိုင်းကလည်းပဲကီလိုမီတာ900လောက်ရှိတယ်နောက်တစ်ခါဒီခွန်တက်သမားခွန်ဒီလှုပ်လိုက်တဲ့ငလင်းရဲ့စကိုင်းပြည့်ရွေအစိတ်အပိုင်းကလည်းပဲသူက၄ဘိုင်းလောက်ကိုစက်တိုက်ပြတ်ထွက်သွားတာစကိုင်းရဲ့မြောက်ဖက်ပေါ့စကိုင်းပြည့်ရွေရဲ့စကိုင်း segment ပေါ့စကိုင်းအစိတ်အပိုင်းလေးရှိတယ်နောက်တစ်ခါတောင်ဘက်ဆက်သွားမယ်ဆိုလို့ရှိရင်ကျတော့မိထီလာဝင်းတွင်းပေါ့လေ အစိပ်ပိုင်းလေးလည်းပြတ်ထွက်သွားတယ်နောက်တစ်ခါနေပြည်တော်အစိပ်ပိုင်းစွာအစိပ်ပိုင်းဆိုလို့စကိုင်းပြတ်ယူရအပိုင်းလေးပိုင်းသူကဆက်ပြီးပြတ်သွားတာဖြစ်တယ်အဲ့တော့ပြတ်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကနောက်ဆက်တွဲငလင်းလေးဒီကျွန်နှစ်နဲ့ချီပြီးတော့ကြာနေလိမ့်မယ်နောက်တစ်ခါအခြားပြရွေလို့အချားငလင်းနေလို့မဟုတ်ပဲနဲ့ပြင်းအားကလည်းကြီးတယ်ခုနအပိုင်းအသီးသီးကနေပြီးတော့လည်းပဲကျွန်တော်တို့ကဒီနောက်ဆက်တွဲငလင်းလေးလှုပ်နေလိမ့်မယ်အဲ့တော့ကျွန်တော်ထင်တယ်ငလင်းအကြီးပြီးတဲ့အချိန်မှာ6.3 ရှိတယ်နောက်ဆက်တွဲငလျင်10မိနစ်ကျော်ကျော်လေးချားပြီးတော့လှုပ်တယ်အခုနောက်ပိုင်းဆိုလို့ရှိရင်ကျွန်တော်ထင်တယ်မိထီလာမြောက်ပင်ပြီးခဲ့တဲ့နှစ်ရက်သုံးရက်လောက်ကလှုပ်တယ်ပြင်အား9တက်သမာ9လောက်ရှိတဲ့ငလျင်နောက်ဆက်တွဲငလျင်လှုပ်လိုက်တယ်အဲ့လိုမျိုးပေါ့အဲ့တော့9တက်ကြလေအဲ9နဲ့အထက်ပေါ့ပြင်အားရှိတဲ့နောက်ဆက်တွဲငလျင်တွေကတော့ကျွန်တော်ဇက်တိုက် အဲဟိုလုံနေဦးမှာပဲလို့ကျွန်တော်ပြောမျောလင့်ထားရမယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့နောက်ထပ်ဆိုတဲ့ဟာမျိုးကငလင်မြင်းငလင်ကတော့ဟိုကြွတင်ပြီးတော့ဟိုကျမတို့အနေနဲ့ဟိုခံမှန်းလို့မရအောင်ဆိုတော့လည်းတင်ထားလေထားရပေါ့နော်ဆိုတော့နောက်ထပ်ဆိုတော့ဘလောက်အချိန်တိုင်းတာတွင်ရောကျရာတို့အနေနဲ့ပညာရှင်အနေနဲ့ဟိုခံမှန်းပြီးပြောလို့ရလားဥမာဒီတစ်လပြည့်သွားပြီမဲ့နောက်တစ်လအတွင်းရောဒါမျိုးဆက်ပြီးတော့လုံနိုင်သေးလားပေါ့နော်နှစ်ချီပြီးတော့ကြာလိမ့်မယ်ကျွန်တော်နှစ်ချီပြီးတော့ကိုကြာနေလိမ့်မယ်ခုနပြောလို့ပေါ့ 2012တပေကျင်းငလင်ရဲ့နောက်ဆက်တွဲငလင်ကတော့တစ်နှစ်ကျော်ကျော်ထိကိုကြာတာဆိုတော့ခုငလင်ကလည်းပဲပြင်းအားကခွန်တက်သမခွန်လောင်ရှိတာဆိုတော့ကျွန်တော်တို့တစ်နှစ်ကျော်ကျော်ထိကိုကြာကောင်းကြာနေလိမ့်မယ်ဒီနောက်ဆက်တွဲငလင်นี่ပေါ့ခုပိုင်းကနေပြီးတော့လာနေမယ်ပြေရော့ဒီကာလာဒီအဲ့လောက်ထိကြာနိုင်တယ်အချိန်အားဖြင့်ပြောရင်နှစ်ကြီးပြီးကြာနိုင်တယ်ပြင်းအားပမာဏနဲ့ပြောမယ်ဆိုရှင်တော့ခုနပြောသလိုပဲပြင်းအား9နှစ်အထက်ပေါ့နောက်ဆက်တွဲငလင်นี่ဒီခုနကမြောက်ဖက်စင်ကူးကနေပြီးတော့တောင်ဘက်နေပြီးတော့ဖြူနှံလောက်ထိဒီအပိုင်းတွေကအပိုင်းလိုက်အပိုင်းလိုက် ထပြီးတော့လုံနေမှာပဲလို့ပြောရမှာဟုတ်ကဲ့နောက်ထပ်မိကုံတစ်ခုပေါ့နော်ဆိုတော့ဒီအခုလောက်ခက်ခဲ့တဲ့ဒီပြင်းအားပြင်းငလင်ကြီးကပေါ့နော်သခိုင်းပြည့်ရဲ့အလဲပိုင်းမှာလှုပ်ခတ်ခဲ့တာဆိုတော့ဒီသခိုင်းပြည့်ရဲ့ဘယ်ပိုင်းတွေကဟိုငလင်ကြီးထပ်ပြီးတော့လှုပ်ခတ်နိုင်ခြင်းရှိသေးလဲဆရာဆိုတော့ကျွန်တော်တို့ဒီ2012ပေါ့တပိတ်ချင်းငလင်ပြီးတဲ့ချိန်မှာကျွန်တော်တို့ကဟိုခံမှန်းလိုက်တာပေါ့သခိုင်းပြည့်ရဲ့နေပြီးတော့2012တပိတ်ချင်းငလင်လှုပ်တဲ့ပေါ့လေဒီ စင်ကူအပိုင်းလေးကလွဲလို့ကျန်တဲ့အပိုင်းနေသည်အန်ဒီရဲ့မြားလာတယ်လို့ဆိုပြီးတော့ကျွန်တော်တို့အချင်းတို့ကလည်းကောက်ချက်ဆွဲခဲ့ကြတာပေါ့အဲ့တော့အထူးသဖြင့်တော့ကျွန်တော်တို့ကဒီအလဲပိုင်းပြတ်အပိုင်းဖြစ်တယ်ပေါ့စကိုင်းပြတ်ရွေးအလဲအစဲပိုင်းဖြစ်တယ်အခု1839ကျွန်တော်တို့အင်းဝငလျင်ပေါ့လေအပြင်အားခွန်တက်သမား6နဲ့တချို့ဆိုရင်ရှင်းနာအထိရှိတယ်လို့အဲ့ငလျင်ပြောခဲ့ကြတာပေါ့ဆိုတော့အဲ့ဒီငလျင်ပိုင်းဒီအန်ဒီရဲ့မြားလာပြီပြန်လေလှုပ်ခတ်ဖို့ကြာခြင်းကလည်းပဲကျွန်တော်တို့လက်တလို့ပေါ့ သူတက္ကလာလုတ်တဲ့အချက်လက်တွေကနှစ်နေရာပတ်ချရတော့ဆိုရင် ပြန်လုတ်တတ်တယ်ဆိုတဲ့အခါကျတော့မျောလင်းမိတာပေါ့နော်အဲ့တော့အဲခုနပြောလိုကမကောင်းစားနဲ့ပဲအခုလိုအာနာသိနေကာလအတွင်းမှာဒီလူလူအစင်းတဲ့မဖြစ်သေးတဲ့ပေါ့2025ခု match လာမှာလုတ်လိုက်တာပေါ့မန်တကယ်1830ခု match လာ23ရက်နေမှာလုတ်တာအင်ဝါငလင်းကအဲ့တော့ခုငလင်းက2025 match လာ28ရက်နေမှာလုတ်တာဆိုတော့ဒါဆိုရင်နောက်ဒီဒီစကိုင်းပြည့်ရွေးကနောက်ဘယ်အပိုင်းနေဒီအန်ဒီကြီးလာတယ်လဲ ဲ့တော့တူချုပ်ပြောလို့ရှိရင်တော့ခုနက2012သပိတ်ချင်းငလျင်ရဲ့အခု2025ပေါ့အဲပြီးခဲ့တဲ့မတ်လကလှုပ်သွားတဲ့ငလျင်ကြီးအပိုင်းကလွဲလို့ကျန်တဲ့အပိုင်းကအန်ဒီရဲ့များလာတယ်ဆိုတော့ဘယ်အပိုင်းနေလဲဆိုတဲ့အခါကျတော့စကိုင်းပြတ်၍ရဲ့တောင်ဘက်အပိုင်းနေပေါ့အဲတော့တောင်ဘက်အပိုင်းဖြစ်တဲ့ကျွန်တော်1930ဘကူးငလျင်လှုပ်တဲ့အပိုင်းကအန်ဒီရဲ့ရှိလာတယ်ပေါ့အဲတော့ဟို1930ဘကူးငလျင်ဒီအပြင်အားကျွန်တော်ခွန်တက်သမ3နဲ့လှုပ်တယ်အဲ အကူမှာ လူ900တည်တယ်ရန်ကုန်မှာလူ90တည်တယ်အဲဒါကျွန်တော်တို့တွေ့ရှိတာပေါ့အဲဆိုတဲ့အခါကျတော့အဲ့ဒီကာလကအချိန်အကြီးအတွက်နဲ့လူဥယျာဉ်နောက်တကအဆောက်ဥယျာဉ်တည်ရှိပုံကခုခက်နေမတူတော့ဘူးအဲ့တော့ဘကူကလည်းလူဥယျာဉ်များလာတယ်နောက်တကအဲ့ဒီဘကူအပိုင်းမှာရှိနေတဲ့စကိုင်းပြည့်ရွေးရဲ့ဘကူ segment အပေါ်မှာရှိနေတဲ့ခရမ်းတို့တွန်းကွာတို့တောင်ငူညောင်လေးပင်စသည်ဖြင့်ပေါ့ဒီမြို့တွေအပြင်စကိုင်းပြည့်ရွေးနဲ့ကီလိုမီတာ30ဝေးတဲ့အနောက်ဘက်ကပေါ့ ကျွန်တော်အဓိကမြို့ကြီးဖြစ်တဲ့မြန်မာနိုင်ငံအဓိကမြို့ဖြစ်တဲ့အဲတော့ရန်ကုန်မြို့ပေါ့တော့ဒီဟာတွေကကျွန်တော်တို့အန်ဒီရဲ့ရှိလာတယ်အဲတော့ပြင်အားခွန်နှစ်အထက်ပေါ့ငလျင်ဒီစကိုင်းပြည့်ရဲ့ဘကူအပိုင်းကလှုပ်ဖို့ကြာချိန်ကလည်းပဲကျွန်တော်တို့ဟာတရားကြိုကြောပတ်ချာလဲမှာဆိုရင်ပြန်တယ်လှုပ်လာနိုင်တယ်ဆိုတော့ကျွန်တော်တို့လိလာတွေ့ရှိချက်ကလည်းရှိနေတာဆိုတော့ဒါလေးကြီးကသတိထားတဲ့နောက်တစ်ခါဟိုမြောက်ဖက်အပိုင်းပေါ့အဲတော့2000ကျွန်တော်တို့ဒီစနစ်ပေါ့တပေချင်းငလျင်လှုပ်တဲ့အပိုင်းရဲ့မြောက်ဖက်ပေါ့ ကျွန်တော်တို့တကောင်းလို့မြကြည်နာဘူတာအိုကောလင်ဝင်းသူအင်ဒိုစသည်ဖြင့်ပေါ့တော့ဒီအပိုင်းတွေကလည်းကျွန်တော်တို့ခုနှစ်အထက်ခွန်တက်သမသုံးပတ်ချာလဲငလီနေလှုပ်ထားခဲ့တယ်ဆိုတော့အဲ့ဒီနှစ်ပိုင်းကိုတော့ကျွန်တော်တို့ဟိုတတိထားကြဖို့လိုလာတယ်အဲ့တော့သခိုင်းပြည့်ရွေးကနည်းနည်းလေးသူကဟိုဟိုရှုပ်ထွေးတယ်အဲ့ကျွန်တော်တို့အတိတ်ကငလီနေကိုပြန်ကြည့်တဲ့အခါမှာခုနကကျွန်တော်တို့ရွတ်လိုက်တဲ့ဟိုတောင်ပယ်အပိုင်းတွေပေါ့1929စွာငလီရင်လှုပ်တယ်1930 ဘကုငလျင်လုတ်တယ်1930ဖြူငလျင်လုတ်တယ်9လ8လချပြီးတော့လုတ်တော့ပြီးကြလို့ရှိရင်မြောက်ဖျားတက်သွားပြီးတော့ကျွန်တော်တို့မြကြီးနားမှာ1931ပေါ့အင်တော်ကြီးငလျင်ဆိုပြီးတော့လုတ်တယ်တခါမြောက်ဘက်အပိုင်းမှာလည်းပဲ1946စက်တင်ဘာဆိုလို့ရှိရင်သူမင်းနစ်ကလေးချပြီးတော့ပြင်အားခွန်နဲ့တက်ငလျင်နှစ်ခုတက်လုတ်တယ်အဲ့တော့မြောက်ဘက်ကို7.3နဲ့လုတ်တယ်တကောင်းရဲ့တကောင်းရဲ့တောင်ပဲပိုင်းကိုပြင်အားခွန်တက်တမ5လောက်နဲ့လုတ်တယ်မင်းနစ်ပဲချတာဆိုတဲ့ခါကျတော့သူကငလျင်ရှုပ်ထွေးတယ် အခုလက်တလောက်ဟာကြည့်မယ်ဆိုရင်2012တပိတ်ချင်းကလေး73နှစ်အချာမှာ2025ခုကလေးလုတ်တယ်ဆို73နှစ်အချာလုတ်တော့ဆိုတော့ညာပြည်သူတွေအနေနဲ့တော့ဇဒိုင်းပြည်ပြည်တလျှောက်ကမြို့တွေကျန်တဲ့အပိုင်းတွေဖြစ်တယ်ခုနကပကူးအပိုင်းလေးရဲ့နောက်တစ်ခါမြောက်ဘက်ကမြကြီးနာအင်းတော်ပမောက်စသည်ဖြင့်ပေါ့ဒီမျိုးတွေပူတာကိုအဲ့ပတ်ချန်တွေကအပိုင်းတွေကတော့ကျွန်တော်တို့နည်းနည်းလေးဟန်ဒီရဲ့အဲများလာတယ်သတိထားရမယ်လို့ကျွန်တော်ပြောပါမယ် နောက်မေကွန်တခုအနေနဲ့ပေါ့နော်ဒီစကိုင်းပြည့်ရည်အပြင်တခြားဘေးပြည့်ရည်တွေကဒီငလင်ကြီးအနေနဲ့ဖြစ်စေနိုင်သေးတယ်ဆရာအဲ့တော့မြန်မာနိုင်ငံမှာဒီငလင်မတိုင်ငင်ကတော့အခြားဗောလေဝါစုနှစ်တခုမှာအကြီးဆုံးငလင်ကတော့1900ဆနစ်ပေါ့နော်1900ဆနစ်ကျွန်တော်ပထမဆုံးဒီဒီပြင်အားဗောလေရှစ်လောက်ရှိတဲ့ငလင်လုတ်ခဲ့တယ်ကျွန်တော်တို့ဒီကြောင်ကြမ်းပြည့်ရည်အနေနဲ့လုတ်တာပေါ့အဲကျွန်တော်ခွန်တက်သမား ဒီ5လောက်6လောက်အထက်နဲ့ကျွန်တော်တို့လှုပ်ခဲ့တာဖြစ်တယ်ဆိုတော့ဒီပြိုက်ရွေးကတော့ကျွန်တော်တို့ကဟိုသူကတော့သခိုင်းပြိုက်ရွေးလောက်ရွေးတဲ့နှုံကတော့မများဘူးပေါ့နော်တစ်နှစ်ကိုသူက1မီလီမီတာနှုံလောက်ပဲရွေးတယ်ဒါပေမဲ့လှုပ်ပြီးတာကတော့မြောက်ဖက်ဆုံးအပိုင်းကတော့လှုပ်ပြီးပြီအဲ့ခုနပြောတဲ့ခွန်တသမ9နှစ်ထက်မေမျိုးငလင်လို့သုံးခဲ့တာပေါ့နော်လှုပ်ခဲ့ပြီးပြီသူလည်းတနင်္ဂနွေလုံးခံစားတာသို့တော်လည်းပဲသူ့ရဲ့တောင်ပဲအပိုင်းပေါ့အလဲပိုင်းကြောက်ချမ်းပြိုက်ရွေးကကျွန်တော်၃ပိုင်းရှိတာပေါ့အလဲပိုင်းရှိတယ် တောင်ဘက်ပိုင်းကကျွန်တော်တို့ကရင်နီပြည်နယ်ထဲရောက်သွားတဲ့အပိုင်းတစ်ပတ်ရှိတယ်။ဆိုတော့အဲ့ဒီအပိုင်းတွေကလည်းနည်းနည်းလေးအဲသတိထားရမယ်ပေါ့။အဲနောက်တစ်ခါကျွန်တော်မြန်မာနိုင်ငံရှိဘက်ချမ်းကကျွန်တော်တို့2000နဲ့ကျွန်တော်တို့ဒီ17ပေါ့။တာလီငလျင်လှုပ်သွားတဲ့နမ်းမကျွန်တော်တို့ပြက်ရွေရှိတယ်။အဲ့ဒီပြက်ရွေကလွဲလို့ပေါ့။ဂျန်နဲ့ပြက်ရွေတွေကျတော့ကျွန်တော်တို့ကနမ်းပုံပြက်ရွေလိုပါလေရှိတယ်။ကြောင်မဲပြက်ရွေပေါ့နည်းနည်းလေးကျွန်တော်တို့ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်ကျွန်တော်တို့ဒီမြောက်ပိုင်းပေါ့လေကျွန်တော်တို့တရုတ်နယ်နယ်စပ်ကပြက်ရွေတွေရှိတယ်။ရွှေလီပြက်ရွေတို့ ဒါမျိုးတွေပေါ့နောက်တစ်ခါမိုးမိတ်ပြည့်ရည်တို့ဒီပြည့်ရည်တွေကလည်းလာရှိုးပြည့်ရည်တို့ဒီပြည့်ရည်တွေကလည်း6တသမ5နဲ့အထက်ခွန်ပတ်ချလင်းကလေးတွေလုတ်ထားခဲ့တာတွေရှိတယ်အဲ့တော့မြန်မာနိုင်ငံတောင်ဘက်သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဖာပွန်တို့ပြည့်ရည်တို့နောက်တစ်ခါသရီးပကူရာပေါ့ဘုရားသုံးစုပြည့်ရည်တို့ even ကျွန်တော်တို့ဒဝဲပြည့်ရည်လိုအားတွေကလည်းအတစ်ဖြစ်နေတယ်လို့ပြောတယ်ဆိုတော့တောင်ပိုင်းကလည်းတနင်္သာရီဘက်ကလည်းအန္တရာယ်အကြီးကြီးကလေးလှုပ်လာနိုင်တယ်အဲ့တော့နောက်ဖက်ချမ်းကျတော့ကျွန်တော်တို့ဘာတွေရှိတယ်လဲဆိုတော့ကဘောပြည့်ရည်လိုဟာမျိုးတွေရှိတယ် အဲနောက်တစ်ခါပြီးအဲပြည့်ရွေတို့နောက်တစ်ခါနောက်ပကူယူမာတို့ဂွေးဂျိုးတို့နောက်တစ်ခါကျတို့ဒီဦးတင်ဘက်ကရခိုင်ပြည်နယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကမြောက်ဦးပြည့်ရွေတို့စိန်တောင်တို့စသည်ဖြင့်ပေါ့ဒီပြည့်ရွေတွေကလည်းဒီလှုပ်လာနိုင်တယ်အဲတော့တစ်ခါကျတော့ဒီအနောက်ဘက်ပေါ့ရခိုင်ကမ်းလွန်ဘက်ကျတော့ကျွန်တော်တို့ကအိန္ဒိယမြေထုချက်ကဒီဗမာမြေထုချက်အောက်ကိုစိုက်ဝင်နေတယ်တစ်နှစ်ကိုကျွန်တော်တို့3 cm ပတ်ချလောက်နဲ့စိုက်ဝင်နေတယ်ကျွန်တော်တို့မြေထုချက် နာတချောက်မှာလည်းပဲအန်ဒီအများတယ်သူကကျတော့1900နဲ့62နှစ်တုန်းကကျွန်တော်တို့တချို့ကရှိ8.5တောင်ဆိုပြီးတော့ပြောထားတာရှိတယ်ဆူနာမီတွေပါတယ်ဖြစ်လိုက်တယ်ပေါ့နော်1962ကနောက်ဆုံးလုတ်ခဲ့တာဆိုတော့ဒီနေရာတွေကလည်းပဲကျွန်တော်တို့ကဆူနာမီဖြစ်နိုင်တဲ့ကလေးနီးလုတ်နိုင်တယ်ဆိုတဲ့အခါကျစကိုင်းပြည့်ရွေးရလွဲရင်တော့အဲ့ဒီအပိုင်းတွေဒီမြန်မာနိုင်ငံမှာခုနပြောလို့ခွန်ခွန်နဲ့အထက်ပေါ့ကလေးနီးလုတ်မယ်ဆိုရင်လုတ်နိုင်တယ် ောက်ဆုံးမိဖို့အနေနဲ့ပေါ့နော်ဒီငလင်ဘေးအနေနဲ့ပတ်သက်ပြီးတော့မှဆရာဟိုဖြည့်ဆွက်ပြောကြားလိုတာနဲ့အဲနောက်ပြီးတော့အခုဆိုလို့ရှိရင်ဒါဟိုငလင်ကြီးလုတ်ခတ်သွားတာကဟိုတလာတတိပြည့်ပြီပေါ့နော်ဆိုတော့အဲပီတူရီအနေနဲ့ပေါ့နော်အဲဘလို့ဘလို့မျိုးတို့ပြန်လည်ထူထောင်ရေးတွေတို့စိတ်ပိုင်းဆိုင်ရာတွေအဲ့အိုင်းနဲ့ပတ်သက်ပြီးတော့ဆရာအနေနဲ့အဲတို့ကိုတတင်းစကားလေးပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးလေးပြောကြားပေးပါအောင်ရှင့်ဆိုတော့ခုနကပြောသလိုပဲပေါ့လေတကယ်အခုလူခက်ခဲတဲ့ ဘာသာသင်ကာလအတွင်းမှာဟိုဟိုဒီဘာကောမလဲအလုံးချုံကြီးတွေပါနေအနေထားတွေကလည်းရှိတယ်အခုချိန်ဒီလေချောင်းတိုက်ခိုက်မှုတွေပေါ့လေအဲငလင်တန်းတင်းတဲ့နေရာတွေတောင်မှမရှောင်ဘူးဟိုဖြစ်နေတာတွေပေါ့ငလင်သွားကူတဲ့ဂျင်တန်းတွေပါနေတိုက်ခိုက်ခံရတယ်ဆိုတာလည်းသတင်းတွေမှာတွေ့နေတာပေါ့ဆိုတော့အဲ့ကာလမျိုးမှာပြည်သူလူထုအနေနဲ့အခုလိုငလင်တန်းခံရရတော့ဟိုရရှိရမယ်ပေါ့ခုနပြောခဲ့တဲ့ဟိုအထောက်ပံ့ကအခက်ခက်ခဲခဲကျွန်တော်မရကြဘူးဒီအတွက်ကတော့တော်တော်လေး အစိမ်းမကောင်းစရာကောင်းလေပေါ့နိုင်ငံတကာအနေနဲ့လည်းကျွန်တော်ထင်တယ်အဲငလင်တန်တင့်နဲ့ပေါ့ပြည်သူတွေလက်ထက်ရောက်အောင်ကျွန်တော်တို့ဟိုခုနကပြောခဲ့တဲ့ဟိုအထောက်ပံ့နေပေါ့လေအဲတော့အနေတိုင်းအဲအနေတိုင်းမှုရအတွက်ကျွန်တော်တို့ယာယီတဲပေါ့လေအဲအိမ်နေအဲ့ဒါမျိုးလေးတွေကျွန်တော်တို့ဟိုရှိဖို့လိုအပ်လာတယ်ခုနအစားအစားအဝတ်အထည်တောက်ရည်သန်းနောက်တစ်ခါ health care ပေါ့ပညာရေးအကျမ်းမကြီးနဲ့ဆိုင်တဲ့ဟာတွေကျွန်တော်တို့အထောက်ပံ့နေလိုလာတယ်အဲဒါမျိုးတွေကတော်တော်လေးအရေးကြီးတယ်ပေါ့ ဆိုတော့အဲ့ဒါတွေကိုကျွန်တော်တို့ဟိုနိုင်ငံတကာစီကရနိုင်မယ်ဆိုရင်တော့ပိုကောင်းလိမ့်မယ်အဲဒါပေမဲ့လည်းခုနပြောလဲကိုယ့်အာနဲ့ကိုဟိုဟိုဟိုပြည်ရင်းကပေါ့လေအလူရှင်တွေကလည်းဟိုဆောင်ရွက်နေကြတာတွေလည်းရှိတော့ပေါ့အဲ့တော့ဟိုနောက်ဆက်တွဲကတော့ခုနပြောလို့ဟိုလှုပ်နေဦးမှာပဲပေါ့လေဒါလေးတွေကိုတော့ကျွန်တော်တို့ဟိုထိတ်လန့်နေကြရတာပဲပေါ့လေဆိုတော့အမှန်တကယ်တော့ငလင်းလှုပ်ပြီးတဲ့ချိန်မှာကျွန်တော်တို့ထုံးစံတိုင်းကတော့ကျွန်တော်တို့ဟိုငလင်းကွန်ပျူတာအရင်တော့ကဘူမိသိပ္ပံတို့မီတာစသည်ဖြင့်ပေါ့ဒီအဖွဲ့တွေက ဟိုဟိုငလင်တန်ခံရတဲ့မြို့နယ်တွေကိုကျွန်တော်လိုက်ပြီးတော့ပညာပေးရတယ်ပါလေနှစ်သိမ့်ဆွေးနွေးကြရတယ်လောက်ကြတာပေါ့အခုကတော့ကျွန်တော်မလုပ်လိုက်နိုင်ဘူးအဲ့တော့ဟိုဟိုခုနပြောသလိုပဲအဲနောက်ဆက်တွင်ငလင်တော့ရှိနေဦးမယ်အရန်ကြီးကျွန်တော်တို့မရမကြောက်ရွံ့ကြဘူးနဲ့ဟိုဟိုကျန်းကျန်းမာမာနဲ့ပေါ့လေခုနပြောသလိုယူဆိုင်ပြီးတော့ကျွန်တော်နေထိုင်ကြမှုလည်းဟိုရင်ဖြစ်စေချင်တာပေါ့ကျွန်တော်နည်းနည်းလေးအကြံပေးနှစ်သိမ့်ဆွေးနွေးတဲ့သဘောပါပဲနောက်တစ်ချိန်ထိပေါ့လေ အင်္ဂလင်တန်တက်သွားပြီးကိုယ့်ရဲ့အိမ်ဒီလဲကျွန်တော်ပျက်စီးဆုံးရှုံးလိုက်ရတယ်အချို့ဆိုလို့ရှိရင်ကျွန်တော်ထင်တယ်အိမ်ဖြတ်ဖို့တောင်းဟိုအာမဆိုင်နိုင်တဲ့မိသားစုတွေလည်းရှိနေတယ်ပြန်ပြီးတော့အိမ်ဆောက်ဖို့ဆိုတာဝေးရောပေါ့နော်ဆိုတော့သူတို့တွေအဲနောက်တစ်ချိန်မှာကျွန်တော်လုတ်ကင်ခွင်လန်းလို့စီးပွားရေးပြန်လဲအဲဆောင်ရွက်ကြဖို့ဆိုတဲ့အားတွေအားလည်းပဲကျွန်တော်တို့ဟိုအထောက်ပံ့တွေအများကြီးလိုအပ်တယ်ပေါ့ဆိုတော့အဲ့လိုအခက်အခဲတွေကိုကျွန်တော်တို့တွေဘယ်လိုကျော်လွှားကြမလဲပေါ့လေဟိုဒါလေးတွေကိုတော့လည်း ဟိုဝင်ဖြစ်ရမှာပေါ့လေစဉ်းစားကြရတော့မှာလာမယ့်ကာလကညကျွန်တော်ဘာဖြစ်သွားတယ်လဲဆိုတော့မိုးကာလဖြစ်သွားတယ်အဲ့တော့မိုးကာလဖြစ်သွားတဲ့အချိန်မှာခုနပြောလို့ပြည်ပပြင်ပမှာပေါ့လေခုနယာယီတဲတွေနဲ့နေနေရတဲ့ပြည်သူလူထုအနေနဲ့တော့ဒီကျမ်းမာရေးနဲ့ဝင်ဆိုင်ရာလေးတွေကိုတော့အထူးဂရုပြုပြီးတော့ပေါ့လေအေးနေကြဖို့တိုက်တွန်းလို့ဆိုရမှာပေါ့ဟုတ်ကဲ့ โอเคပါဆရာကျေးဇူးအများကြီးတင်ပါတယ်အခုလိုမျိုးပေါ့เนาะအချိန်ပေးပြီးတော့မှအဲမလင်းမြင်းကလေးနဲ့ပတ်သက်ပြီးပြပြစုံလေးပြောကြားပေးရဲ့အတွက်ကျမတို့ MB တည်င်းဌာနအနေနဲ့ဆရာကိုကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ကျွန်တော်လည်းအခုလိုဖြေချခွင့်ပြုလို့အတွက်အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်